တော့ဗုဒ္ဓဘူးသားသမီးများကနိုင်ငံရချားနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်နိုင်ငံရချားကိစ္စပြီးစောင့်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ကာလတစ်ခု ဖြစ်ပါတယ်တရင်ကောင်းနေလဲကြားရတတ်ပါတယ်အိမ်တော်ကြီးမှာဇနီးမယားရဲ့အကူအညီမှုကြီးညားစွာ ထောက်ပံ့ကောင်းကြီးရရှိတတ်ပါတယ်မိမိတို့ရဲ့အိုးအိမ်နေရာထိုင်ရင်အိမ်ပြင်နာတွေအိမ်ဆောက်တာတွေအမွေကိစ္စတွေလည်း ုံတွေ့နိုင်ပါတယ်ဗုဒ္ဓဘုရားသမီးညာဥသားသမီးတွေကမိမိတို့ဝန်တန်းဖြစ်ပါကမိမိတို့ရဲ့အထက်လူကြီးနဲ့ကုညီထောက်ပံ့ခြင်းနေမဆာခြင်းနေချီးကျူးခြင်းနေကြုံတွေ့နိုင်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီကာလမှာစီးပွားရေးလုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ရဲရဲတင်းတင်း ဆုံးဖြတ်လိုက်ပါနောက်တစ်ခုအနေနဲ့ဟောရဘူးသားသမီးတွေရာဟုသားသမီးတွေကအပြာရောင်နဲ့ပတ်သက်တဲ့လက်ဆောင်တွေရရှိတတ်ပါတယ်ဝင်လာတတ်ပါတယ်ဒီပောက်ကိန်းလည်းရှိပါတယ်နော်ထီထိုးဖို့လည်းလုံးဝမမေ့ပါနဲ့ဒါပေမဲ့လို့မိမိတို့မှာဆွေမျိုးသားချင်းတစ်စင်းတယောက်တွေ့ကြမိမိတို့ရဲ့အိမ်တော်ကြီးတွေ ပြိုကွဲသွားနိုင်ပါတယ်။အိမ်ဆောင်ရေးတွေပျက်စီးသွားနိုင်ပါတယ်။ဒါလေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်။မိမိတို့အနေနဲ့ဒီ6လပိုင်းထဲမှာခยีသွားတဲ့အခါမှာရေလန်းခยีနဲ့သွားတဲ့အခါမှာရေဘေးအန္တရာယ်တွေကြာရောက်နိုင်ပါတယ်။ပြောချင်တာကဟုတ်တယ်ဘူးတာသမီများရာဟုတာသမီများကဒီကာလမှာ ဆောင်းလာပိုင်းအတွင်းမှာပေါ့ရေလန်းခီးမသွားရင်တော့ပိုပြီးကောင်းပါလေရှင်ဒါလေးကတော့ကျမအနေနဲ့အကြံပေးခြင်းဖြစ်ပါတယ်မိမိတို့ရဲ့နာမည်ထဲမှာသဟအခင်ရာကြီးပါတယ်ဆိုလို့ရှိရင်တော့တောက်ကြံနအခင်ရာကြီးပါတယ်ဆိုလို့ရှိရင်နာမည်ကုံတဲ့ရင်အခုပြောတဲ့ကောင်းကျိုးလေးကြီးခံစားရမှာဖြစ်ပါတယ် နာမည်ကုန်ကင်းတိုးတက်ခြင်းအမှုပညာလုပ်ငန်းတွေအောင်မြင်ခြင်းအမှုပညာနဲ့ပတ်သက်တာတွေအဆက်အသွယ်ကောင်းနေဝင်လာခြင်းဒီကာလမှာပြောရမယ်ဒီ6လပိုင်း2025 6လပိုင်းမှာတောက်ကြသားသမီးတွေလက်မထောင်နိုင်တဲ့တောက်ကြနံမို့ဘုဒ္ဓဘူးသားသမီးရာဟုသားသမီးတွေကတောက်ကြနံနာမည်ပါနေတယ်ဆိုလို့ရှိရင်တော့မိမိတို့လက်မထောင်နိုင်တဲ့အချိန်ကာလတစ်ခု ကြရောက်နေပါပြီ။ကိုကိုကိုလည်းယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်ပြီးတော့ဖြတ်တန်းရမှာဖြစ်ပါတယ်။လူပညာလုပ်ငန်းတွေအောင်မြင်တတ်ပါတယ်။ဆက်တွေကောင်းပြီးရရှိတတ်ပါတယ်။တွေးသားနဲ့ပတ်သက်ပြီးကျမကြီးကယူဆက်ရမှာဖြစ်ပါတယ်။မကြာခဏခေါင်းမှုမယ်၊တွေးပေါင်ကြီးကြတတ်ပါတယ်။အဲ့တော့တွေးနဲ့ပတ်သက်တဲ့ယောဂဝိသနာတွေဖြစ်ပေါ်တတ်ပါတယ်။အကြီးကဲပေါ့ဝန်ထမ်းအဖေလိုမျိုးပေါ့ အကျိုးပေးပါတယ်။လုပ်ငန်းတစ်တည်းထူထောင်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်။အဲ့တော့အိမ်တော်ကြီးမှာတစိမ့်တယောက်အတွက်ကြောင့်အိမ်တော်ပြိုကွဲတတ်တယ်လို့ပြောထားတဲ့အတွက်အထူးကိူဆိုင်ဖို့လိုအပ်ပါတယ်။အိုးအိမ်နေရထိုင်ရင်းကိစ္စတွေမှာကုညီမစားခြင်းတွေအကျံစီတွေအောင်တတ်ပါတယ်အထူးအားသဖြင့်ဥကောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးကျမကြီးညံ့ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့လေချစ်သူရဲ့လမ်းခွဲခြင်းတွေ တစ္ဆာပေါက်ခြင်းနေခံရတတ်ပါတယ်အဲ့တော့စကားလူမှုရေးမှာကြတော့စကားအရှုပ်ရှင်နေဖြည့်ရှင်ရတတ်ပါတယ်စကားပြောဆိုမှာတတ်ပါတယ်စကားကြတက်တနာလေးဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ဘုရားဘုရားသမီးယာဥသာသမီးတွေကမိမိတို့ရဲ့ကံစားတာတွေအညံ့တွေပြေပြောက်မှုတွေကံမြင့်မှုတွေကအိမ်တော်ရာဖျား ်နော်နိုင်ငံမှာနေတဲ့လူတွေနိုင်ငံခြားမှာနေတဲ့လူတွေကတော့အိမ်တော်ရာဖျားကိုစိတ်ထဲမှာရည်စူးပြီးတော့လှူဒန်းပေးပါအဲ့တော့လှူဒန်းရမှာအုံညွတ်6ညွတ်အောင်းတပြေ6ညွတ်အုံးသီးမုတ်ပါတဲ့မုတ်6ခုကိုအိမ်တော်ရာဖျားမှာကတ်လှူဒန်းပေးရမှာဖြစ်ပါတယ်ဘယ်နှစ်ဘယ်ရက်ရလို့တော့မရှိပါဘူးမိမိတို့အားရရက်မှာသွားပြီးတော့လှူဒန်းပေးလို့ရပါတယ် အဲ့လိုလှူဒန်းပေးတဲ့အခါမှာတာသနာအလံ6ခုပါထည့်တွင်းပြီးတော့လှူဒန်းပေးပါရှင်။မိမိတို့ရဲ့ကျမ်းမာရေးအញ្ញံနေပြည့်ပြောက်မှုအတွက်ကကြတော့တစ္ဆာပန်း၃ညတီဟူ၃ညသူရတရိမေတော်မှာလှူဒန်းပေးရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင် ဒီဖခင်ရဲ့ရင်ပြင်ပေါ်မှာသူကားတတိမဲတော့နန်းဆောင်နေပါပြီရှိပါတယ်ဒါမှမဟုတ်လည်းမိမိတို့အိမ်ကနေသူကားတတိမဲတော့ရည်စူးပြီးတော့လှူဒန်းပေးလို့ရပါတယ်လှူဒန်းတဲ့အခါမှာလည်းအုံငပြောပေါ့နော်အုံဒီတလုံးမပြောသည်အုံငပြောပွဲလေးနဲ့သူကားတတိမဲတော့အောင်ပွဲပေးခြင်းသစ္စာပန်းထိုးခြင်းတီဟိုလှူတီဟိုညွတ်လှူဒန်းခြင်းတိလို့ပေးလို့ရပါတယ် ဒါကတော့မိမိတို့ရဲ့ဒိတ်ထန်တွေမိမိတို့ရဲ့အကြံစီတွေအောင်မြင်ဖို့မိမိတို့ရဲ့ကျမ်းမာရေးတွေအောင်မြင်ဖို့အတွက်လောက်ရမဲ့ရေတရားလေးဖြစ်ပါတယ်။အဲ့တော့အထူးသဖြင့်အိမ်တော်ရာဘုရားတုံးမဟုတ်၆တက်ကြီးဘုရားမှလည်းလှူဒန်းပေးလို့ရပါလိမ့်ရှင်။ကဲဗုဒ္ဓဘုရားသမီးများ၊ရာဟုသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါဒုရဆန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်။